ဒေါ်လာမျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတယ်မှာအများဆုံးကင်းဝေးကြပါသည်လို့ဆိုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက် Revolution Channel လေးရဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction မလုပ်တော့ပေးမှာတော့ယနေ့လွန်လတရက်နေ့ရဲ့တနင်္ဂနွေနေ့ရဲ့ညနေပိုင်း9နာရီခွဲထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းညို့ဖော်ပြသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲဒီနေ့ညနေပိုင်း season လေးကိုလည်းဆုံးနေကြည့်ပြီးတောင်းဆိုလိုက်ပါရစေ။ညပိုင်း season ကိုတော့ပုံမှန် season တိုင်းပဲည8နာရီခွဲချိန်မှာ ထက်မှန်တင်ပြပေးတော့မှာဖြစ်ပါတယ်။ရောင်သွင်းသတင်းပုတ်အနေနဲ့ကတော့ရန်သူကိုတိုက်ခိုက်ချေမှုရင်းဂုံယောင်ပြောင်းစွာကြာဆုံးခဲ့ရတဲ့ရဲဘော်ခွန်ဆိုင်ခေါ်ဘိုးတောင်းရဲ့စာပနာကိုပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ပါတယ်။မာမိတ်ပုံပုံတက်တွေနဲ့အတူရန်သူကိုတိုက်ခိုက်ချေမှုရင်းနဲ့ဂုံယောင်ပြောင်းစွာကြာဆုံးခဲ့ရတဲ့ရဲနာမုံတော်ရင်တစ်ဖက်မှာဘိုးကော်မတီဝင်ရဲဘော်ခွန်ဆိုင်ခေါ်ဘိုးတောင်းရဲ့စာပနာကိုမက်စလာ31ရက်နေ့မနေ့ကပြုလုပ်ခဲ့တဲ့လူတွေရဲနာမုံတော်ရင်ဖွဲ့ကနေပြီးထုတ်ပြန်ထားပါတယ်။အဖိနေခံလူလူလူမျိုးအတွက်တိုက်ပွဲဝင်ကြာဆုံးခဲ့ရသောရဲဘော်ခွန်ဆိုင်ခေါ်ဘိုးတောင်းကိုရဟန်းရှင်လူပြည်သူများအနေဖြင့်ကျန်ရစ်သူရဲ့ရဲဘော်ရဲဘက်များက ဘာဘနာကန်နာကျင်းပပြုလုပ်ခဲ့ပြီးဥညုံဂုံပြုခဲ့ကြတယ်လေရဲနာဘုံတော်လိုင်းကြီးတစ်ဖွဲ့ YRF ကနေပြီးတော့ထုတ်ပြန်ပြီးပြတာပါ နောက်ထပ်သတင်းပုံအနေနဲ့ကတော့ KNDF ရဲ့လေးနှစ်ပြည့်အတွက်မြောက်ပိုင်းညီနောင်၃ဘွဲ့နဲ့ချင်းညီနောင်နဲ့မန္တလေး PDF အပေါင်းဝင်တော်လန်ရေးတပ်ဖွဲ့အသီးသီးကဂုံပြူလွာတွေပြေးပို့ခဲ့ကြောင်းသိရှိရပါတယ်။မြောက်ပိုင်းညီနောင်၃ဘွဲ့ကလည်းဂုံပြူလာပြေးပို့ခဲ့တာလည်းတွေ့ရှိရပြီးတော့မြောက်ပိုင်းညီနောင်မှန်ပေ၃ဘွဲ့ကနေပြီးတော့ KNDF ဟာလေးနှစ်သားသာရှိသေးပေမဲ့ KND လူမျိုးတွေရဲ့ဘိုးဘွားပိုင်မျိုးတွေကိုပြန်လဲသိမ့်ပိုက်ထားနောင်ကြောင်းသူ့ဖွဲ့မှုကောင်းတဲ့တက်တစ်ခုအဖြစ်ဂုံပြူကြောင်းနဲ့ဆိုထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အခုလိုပြေးပို့တဲ့တမန်တော်တွေကိုကျေးဇူးတင်ကြောင်းနဲ့ PND ရဲ့ဒုစစ်ဦးစီးချုပ်ကိုမဝေရနေပြီးတော့ဒိုင်းမီလုံးတနိုင်ငံလုံးကိုတိုက်ပွဲတွေတွင်းကပဲဦးစီးချုပ်ကိုမဝေရလည်းပြန်လည်ပြီးတော့ကျေးဇူးတင်ဆောင်ပြောထားလေးတဲ့ပြပြထားတာတွေ့ရှိရပါတယ်။မျိုးသားများကာကွယ်ရေးတပ် KND ရဲ့၄နှစ်ပြည့်တဲ့နေ့ကလေးဖြစ်ပါတယ်။ကျွန်တော်ကျွန်တော်တို့၄နှစ်ထိကျွန်တော်တို့နဲ့အတူတူပြပန်းခံနှစ်နာခံဆင်းရဲခံခက်ခဲတွေမျိုးစုံကိုစကြန့်ခံပြီးတော့မှ၄နှစ်တာခီးကိုသူရှောက်လန်းခဲ့တဲ့ကျွန်တော်တို့ရဲဘော်ရဲဘက်ဒီကို ်မြန်မာအားလုံးကိုကျွန်တော်တို့ဒီနေ့ဒီနေရာကနေပြီးတော့မှအတိမတ်ပြုလေးစားကြောင်းဖော်ထုတ်ပြောကြားလိုပါတယ်ကျွန်တော်တို့မှာခက်ခဲပေါင်းများစွာကျွန်တော်တို့ဆက်လက်ပြီးရင်ဆိုင်ကြဖို့လည်းရှိတယ်သို့တော့စစ်အာဏာရှင်တွေတဆိုးရှင်တွေတွေကျွန်တော်တို့ပြည်သူလူထုနဲ့ကျွန်တော်တို့ဟာဘယ်တော့မှကောင်းကောင်းမွန်မွန်ငြင်းငြင်းချမ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 ်းတက်တာမနေရဘူးဆိုတော့အခြေအနေတစ်ခုကိုလည်းကျွန်တော်တို့နှလုံးသားထဲမှာခေါင်းထဲမှာအမြင်ရှိဖို့လိုပါ ဒါကြောင့်မလို့ဒီတိုက်ပွဲကိုကျွန်တော်တို့အောင်မြင်အောင်တာကုတ်တာခဲဆက်လက်ပြီးတော့မှတိုက်ပွဲဝင်ပါတာဖို့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်အားပေးလိုပါတယ်ကျွန်တော်တို့အားလုံးတက်ညီလက်ညီနဲ့ဒူးစားသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မကြခင်မှာအောင်မြင်မှုပန်းတိုင်တွေကိုကျွန်တော်တို့ရောက်တော့မှာဖြစ်ပါတစ်ဆက်တည်းမှာပဲကျွန်တော်တို့လည်းအတူတူဒီတော်လိုင်းရေးခီးကိုစံစံခံပြီးတောင်းခံပြီးတော့မှဘုံတန်၊လီရင်ဘုံတန်တွေ ကျွန်တော်တို့လက်နဲ့ကြီးတန်တွေကနေပြီးတော့မှချမ်းချမ်းခံပေးတဲ့เนาะအဲ့လိုဆင်းရဲတန်တွေကနေပြီးတော့မှเนาะကျွန်တော်တို့ကိုထောက်ပံ့ပေးနေတဲ့ဒီသူလူထုတရက်လုံးကိုလည်းကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ရှိကြောင်းကျွန်တော်တို့ဒီမှာအမှတ်တမ်းတင်အကုန်ပြုအပ်ပါတယ်လူထုတာမရှိရင်ကျွန်တော်တို့ဒီနေ့ဒီအချိန်မှာဘာမှလုပ်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်မလို့လူထုကိုလည်းဒီကနေ့လေးနှစ်ပြည့်မှာသူတလဲကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်တိတ်မကြာခင်ကာလတွေမှာ ရောက်ရှိလာတော့မဲ့ကာလတွေမှာကျွန်တော်တို့ဟာလက်ထဲမှာဂန်းနေကင်ထားတာမဟုတ်ဘဲနဲ့ပန်းနေနေကင်ထားပြီးတော့ကျွန်တော်တို့တိုင်းပြည်တစ်ခုလူမှုတိုင်းဝင်တစ်ခုမှာကျွန်တော်ပြန်ဆောင်ကြမယ်လို့ပြောကြလို့ပါပြည်နီမျိုးသားကာကွယ်ရေးတပ်ဟာတက်ကြွဖြစ်လိုက်တဲ့လူငယ်မျိုးဆက်တွေနဲ့စုဖွဲ့မှုကောင်းစွာတိုက်ပွဲဝင်နိုင်ခဲ့ကြပါတယ်။ပြည်နီဒေသတွင်းရန်သူစခန်းတစ်ခုပြီးတစ်ခုချေမှုန်းတိုက်ခိုက်နိုင်ခဲ့တဲ့ပြင်တိုက်ပွဲပေါက်များစွာကိုလည်းဆင်နွှဲခဲ့ပြီးထိုက်တန်တဲ့အောင်မြင်မှုနဲ့အတူပြည်နီလူမျိုးများရဲ့ ိုးဘွားပိုင်နေမျိုးတွေကိုလည်းပြန်လဲသိမ့်ပတ်ရရှိတယ်ဖြစ်တယ်လို့လည်းမြောက်ပိုင်းညီနောင်မဟာမိတ်ဖွဲ့ကနေပြီးတော့ဘုံပြုတ်တဝင်လာပြပုခဲ့ခြင်းဖြစ်ပါတယ်။ချင်းညီနောင်တို့ဘက်ကလည်း PNDF ဟာ၄နှစ်တာကာလတွင်းစစ်အာဏာရှင်ကိုမဟာမိတ်တပ်ဖွဲ့တွေနဲ့ဟန်ချက်ညီညီတော်လှန်ခဲ့ကြောင်းအသက်ပေးလူခဲ့တဲ့အာဇာနည်ရဲဘော်ကိုလက်အင်ကာစွန့်လွတ်ခဲ့တဲ့ရဲဘော်တွေနဲ့ထောင်သွင်းချင်းချခံထားတဲ့ KND ရဲ့ရဲဘော်ရဲမီတွေအားလုံးကိုအောက်မေ့တတိယမှတ်တမ်းတင်ကူမိပါလေလဲထုတ်ပြန်ထားပါတယ်။ယူရာဝန်းကဘယ်နည်းချက်တနည်းပြောတယ်လားဟိုတတင်းတွေ ကြားရတယ်ကိုဖွဲ့စီလက်အဖွဲ့ပေါင်းလို့အများကြီးပေါ်လာတော့မြင်ရတော့ဝမ်းပါတယ်ဟို PNDF တပ်ဖွဲ့ဖြေရတဲ့တွေ့လဲကိုကိုကိုဘုံယူတာဝမ်းတော့စိတ်ဓာတ်မကြောက်ဒီလိုသူအားရနာဘုံတော့ဉာဏ်ဆုံးပြီးအောင်လို့တိုက်ချင်တယ်ဒါနဲ့မပြီးနိုင်သေးတော့ကျွန်တော်တို့လည်းဆက်လက်ကြိုးစားနေတယ်နောက်ဒီလိုသူလည်းဆက်လက်ပြီးပူပန်းမယ်ဆိုလို့ကျွန်တော်တို့ မင်းမင်းလေးလည်းကြောင်ရဲပြောရမလို့ပြီးတော့မှာပါအခက်ခဲရန်ကျလာခက်ချပ်နေအခုခုကျွန်တော်ကမတတ်တိုင်းနဲ့လုံးကြာမှာရလဲကျင်းရတယ်အဲ့လိုလည်းမဟုတ်စိတ်ဓာတ်ကြာတယ်နဲ့ပြီးအောင်ဒီဆုံးသူဝမ်းတိုက်ကြပါလို့ကျွန်တော်တို့ပြောအလုံးမှာအောက်ထပ်တဲ့နေ့မှာတော့စကိုင်းတိုင်းစကိုင်းမြို့မှာရှိတဲ့အမှတ်33ချင်းမြန်တက်မှ ဌာနချုပ်ကိုရှော့ရိုက်တုံးသုံးနှစ်ပြည့်ခတ်တခဲ့ရမှာတော့တမဌာနချုပ်အတွင်ထိရောက်စွာကြောက်ရောက်ပေါက်ခွက်ခဲ့ပြီးစစ်ကောင်တီတရားများထိခိုက်တိုက်ဆုံမှုရှိနေကြောင်း BW1 အဖွဲ့တာဝန်ရှိသူတို့ကထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒီလ31ရက်နေ့မိုးနဲ့2နာရီ20မိနစ်မှာမှတ်33ချီမြန်တမဌာနချုပ်တမ33စကန်တွင်ကိုတရားခွန်မမရှော့တိုက်တုံးသုံးနှစ်ပြည့်ခတ်တိုက်ခတ်ခဲ့ရမှာထိရောက်စွာကြောက်ရောက်ပေါက်ခွက်ရှိခဲ့ပြီးတမ်ဘတ်စစ်ကောင်တီတရားများထိခိုက်တိုက်ဆုံမှုနဲ့ပျက်စီးမှုများလည်းစုံစမ်းနေသေးဖြစ်ကြောင်းသိရှိရပါတယ်။ ဆိုပါတိုက်ခတ်မှုတော့အားလုံးသိရှိတဲ့အတိုင်းပဲ BJWN အဖွဲ့ကဥဆောင်ပြီးတော့မြို့ပြပြောက်ကြားဖွဲ့တွေနဲ့ပူးပေါင်းပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းပုံမှာတော့စစ်ရန်နာရှင်တော်လန်ကြီးမှာအကြခင်ဖြစ်ပေါ်လာမဲ့ထွေထွေထိုးစစ်ကြီးအောင်မြင်ဖို့အတွက်ပြည်သူတိုင်းအာယုံစိုက်ပောင်ဝင်ကြရန်မြို့သားညီအစ်ကိုရဲ့အန်ယူဂျီပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေစုကနေပြီးတိုက်တွန်းလိုက်ပါတယ်။ ဒါနိုင်ကြီးကဝေးဝင်ကြီးဦးရီမုံ28မျိုးဆက်ចောင်းသားកောင်းဆောင်ဦးမင်းကိုနိုင်အပေါဝင်တော်လိုင်းကြီးកောင်းဆောင်ချူဟာထွေထွေထိုးစကြီးလာမျိုးမိကိုထုတ်ဖော်ပြောဆိုထားပြီးဖြစ်ကြောင်းထွေထွေထိုးစီဟာတော်လိုင်းကြီးအတွက်တော့ချက်ဖြစ်ပြီးလူတိုင်းလူတိုင်းပေါဝင်ရမည်ဖြစ်ကြောင်းထွေထွေထိုးစီစင်တဲ့ချိန်မှာစစ်ကောင်စီဟာပြည်သူများကိုပုံမိုတိုက်ခတ်လာနိုင်ကြောင်းဒေါက်တာဇော်ဝေစုကလည်းတည်တည်ပြထားပါဗါအဲဒီလိုဒီမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ရေပက်ပက်လဲဝိုင်းနေတာကိုကျွန်းလို့ခေါ်ပြီးတော့ရန်သူပက်ပက်လဲဝိုင်းနေတာကိုမြန်မာနိုင်ငံလို့ခေါ်ရဆိုပြီးတော့ညာကိုသိမ့်မြက်ကတော့ ပင်စားပြောဆိုပြီးထောက်ပြပြောဆိုတာရာလေးတွေကိုမကြည့်ရသေးတော်လည်းမျိုးတွေအားလုံးပဲကျွန်တော်တို့အတူအားပေးတော်လို့ရပါတယ်ဗျာ။ဒီမှာစီလုံးညီညွတ်မှုပြပြလာရင်ဟိုလူကရန်လုတ်ချင်ဒီလူကရန်လုတ်ချင်ဖြစ်တတ်ပါလေ။ကုန်းမောင်ခင်နောင်းပိုင်းမှာတိုင်းကြီးကပြည့်ချင်တော့တက်လာတဲ့ဘရင်ကဖျားကိစ္စနဲ့မရားကိစ္စကိုပဲစိတ်ဝင်စားပါလေ။ဗဇက်ကဖျားဖျားလက်ကကာယကာယလုပ်ပါလေ။မင်းတို့ဘရင်ကလူကဖုံကြီးထီးကဓမြလို့ဗမောဆရာတော်ကပြောတာကိုခံရပါလေ။အောက်ပိုင်းတစ်ပိုင်းလုံးကိုအင်္ဂလိပ်ကတင်ထားချိန်မှာတောင်မှသူကမိဖျား40ကျော်50ယူပြီးတော့ဇိမ်ရစ်နေပါလေ။မိဖျားတွေအများကြီးယူ သားတွေအများကြီးမွေးပြီးတော့ဟိုလူကဘီရင်လောက်ချင်ဒီလူကဘီရင်လောက်ချင်ဖြစ်လာတော့ကျိုးကင်ကျင်တဲ့အမတ်တွေမိဖုရားတွေကတော်တဲ့လူတွေအကုန်တတ်ပြီးတော့အသုံးမချတဲ့ကောင်ကိုဘီရင်တက်လောက်ခိုင်းပါတယ်ဖေသူသားကဖုန်ကြီးလူတွေပါဖုန်ကြီးလူတွေသာပြောတယ်တိုင်းပြည်ထဲမှာရှိတဲ့မိမချောချောတွေကိုစီးရင်လောက်ထားပြီးတော့ရနောင်မောင်မောင်တုတ်ကရှာဖွေဆက်တာရပါတယ်အပြုတ်အိုးမရှောင်ပါဘူးအုပ်ချုပ်တဲ့လူတွေကအဲ့ဒါလိုဖြစ်ချင်တိုင်းဖြစ်နေတဲ့အချိန်မှာနေချက်အင်္ဂလိပ်ကတိုင်းပြည်ကိုသိမ်းဖို့အမျိုးမျိုးအကြောင်းရှာနေတယ်လို့နေချက်ပြည်သက်ကလည်းသူ့ထံကအရယူဖို့စူးစမ်းလာပါတယ်တကယ်တမ်းဒုက္ခရောက်တော့ မစီမဆိုင်ဆေးရသားတွေအလုသမားလယ်သမားတွေကဒုက္ခရောက်ကြပါတယ်။အုပ်ချုပ်တဲ့လူအသုံးမကျတာငါတို့နဲ့ပါဆိုင်တယ်လေငါတို့ကအနေသာကြီးလို့မထင်ကြပါနဲ့ဗျာ။တကယ်တမ်းဒုက္ခရောက်ဆရာရှိရင်ဆေးရသားတွေကအရင်ဆုံးဒုက္ခရောက်ရတာကြီးပါပဲ။တီပေါ်ပြင်ခင်ဗျာပါရမူသွားရှာတယ်ဆိုပြီးတော့ကျွန်တော်တို့အဖို့အဖွာဆေးရသားတွေကတနာလုံးလို့မျက်ရည်တောင်ကြားတယ်။တကယ်တော့တီပေါ်ပြင်ဒုက္ခရောက်တယ်ဆိုတာကသူထမင်းသူရှာစားစရာတောင်မှမလိုပါဘူး။ရတဲ့ပြင်စင်နဲ့တတလုံးထိုင်စားသွားတာပါဗျာ။ထမင်းကဆရာရှိတော့တီပေါ်ပြင်ကိုတနာလှကြီးရဲ့ဆိုရဲဆေးရသားအလုသမားလယ်သမားတွေပဲ။ ်ငတ်ကြတာပါအင်မတန်ဆိုးွားလာတဲ့ဗြိတိတ်အာနာရှင်စနစ်ကိုကိုယ့်ဘာသာအမြင့်မဖြတ်နိုင်လို့နိုင်ငံခြားအရေးရှင်ကဝင်ဖြတ်ပြီးတော့အမျက်ထုတ်သွားကြတာကိုနှစ်ပေါင်း60ကျော်ခံလိုက်ကြရပါတယ်အခုကျွန်တော်တို့တိုက်ပြည်မှာဘာတွေဖြစ်နေသလဲတချို့လူတွေပြောတာကတော့အနီကမဲနိုင်တယ်အစိမ်းကသူမနိုင်လို့အာနာသိမ့်တယ်အနီကမကျေတက်လို့အာနာပြန်လူတယ်အဲ့ဒါကြောင့်ပြည်သူစီကြီးဖြစ်ရောလို့ပြောနေကြပါတယ်ဒီနေ့ဖြစ်နေတာအနီနဲ့အစိမ်းပြဿနာတဲ့အဲ့ဒီဇလန်းကိုယုံတဲ့သူကအုပ်စုနှစ်အုပ်စုပဲရှိပါတယ်ဘသူတွေလဲလို့မေးလိုက်လို့ရှိရင်အနီနဲ့အစိမ်းနေပါပဲ အစိတ်တွေကပြောတယ်အခုဖြစ်နေတာကအနီးနဲ့အစိတ်ရဲ့ပြက်တတာအဲ့ဒါကြောင့်မဆိုင်တဲ့သူတွေဝင်မပါကြနဲ့တဲ့သူကဝင်မပါတာကိုလိုချင်တာကိုတချို့တော့တမိုင်းအမြင်နုနယ်တဲ့အနီးနုနုတွေကလည်းဒီနေ့တော်လန်ရေးဆိုတာအစိမ့်တွေကိုဖယ်ပြီးတော့အနီးတွေအာနာပြန်ရအောင်တိုက်နေတဲ့တိုက်ပွဲလို့ထင်ကြတာကလည်းရှိပြန်ပါတယ်တကယ်တော့အဲ့ဒီထက်အများကြီးပို့ပြီးတော့လေးနေပါတယ်ဒီတိုင်းမျိုးကိုနှစ်ပေါင်း60ကျော်ဂုတ်ခွာစီပြီးတော့လူတွေကိုတတ်ချင်နိုင်တတ်နေတဲ့အာနာရှင်စစ်တပ်ကိုအမြင့်ဖြတ်ဖို့ပြည်သူပြည်သားအလုံးကယုံကန်ထကြွနေတဲ့တော်လန်ရေးပါ ကျွန်တော်တို့တိုင်းပြည်ရဲ့တော်လိုင်းကတရုတ်နဲ့လည်းမတူဗီယက်နမ်နဲ့လည်းမတူကျူဘားနဲ့လည်းမတူတော်တော်ကြီးကိုတမူထူပါတယ်အလွန်ခက်ခဲရှုပ်ထွေးပါတယ်တရုတ်တော်လိုင်းရေးမှာအဓိကစက်ကောင်ကသုံးမျိုးပဲရှိပါတယ်ကွန်မြူနီရယ်ကွန်မန်တန်ရယ်ဂျပန်ရယ်ပါအဲ့ဒါကိုတောင်းခက်ခက်ခက်ခဲတော်လိုင်းရေးလုတ်ခဲ့ရပါတယ်ဗီယက်နမ်မှာအဓိကစက်ကောင်က၄မျိုးပဲရှိပါတယ်အမေရိကန်ရယ်ပြင်သစ်ရယ်ဗီယက်ကောင်ရယ်ရုပ်သိမ်းအစိုးရရယ်ပါကျူဘားမှာအဓိကစက်ဆောင်၂မျိုးပဲရှိပါတယ်အမေရိကန်ကြောထောက်နောက်ခံပေးထားတဲ့ဘတ်တစ္စတာအစိုးရရယ်ကတ်စထရိုချီဂွေဘာရာခေါင်းဆောင်နဲ့ ကွန်မြူနစ်တော်လှန်ရေးသမားတွေရယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရော လက်နက်ကိုင်အဖွဲ့ဘယ်နှဖွဲ့ရှိပါသလဲ3မိနစ်အတွင်းမှာအပြေပေးနိုင်တဲ့သူရှိလို့ရှိရယ်မျက်မှောက်တမိုင်းဘာသာရေးအတွက်မဟာဝိဇ္ဇာဖွဲ့တောင်မှပေးလိုက်ချင်ပါတယ်ဘယ်နှဖွဲ့ဆိုတာကျွန်တော်ကတော့စီရင်ပြုစုထားပြီးသားကိုမရှိပါဘူးအဲ့ဒီလက်နက်ကိုင်အဖွဲ့တွေဆိုတာကလည်းဘယ်သူဘယ်သူမှဘုံမထားကြတော့ပါဘူး တဖွဲ့စီတဖွဲ့စီရဲ့ခေါင်းဆောင်ဆိုသူတိုင်းဟာဆရာမကူတရားဘူးညံဖြင့်အလိုလျောက်တိတော်မူကြတော့တော်လန်ရေးခေါင်းဆောင်ကြီးတွေဆိုရကြပါပဲမင်းကဘာကောင်မလို့ငါ့ကိုလာပြီးတော့ဆရာလုပ်နေတာလဲငါကဗိုလ်ချုပ်กว่าဆိုတဲ့သူတွေဒီတိုင်းပြည်မှာမနှဲလာပါဘူးကျွန်တော်တို့တိုင်းပြည်မှာဗိုလ်ချုပ်ဘယ်နှယောက်ရှိတယ်လဲဗျဒင်းကာဝါလူတက်စုမကရှိလိမ့်မယ်လို့ထင်တာပါပဲစစ်ကောင်စီတက်မှလဲစစ်သားမရှိလို့သာလူပြန်ပေးဥရိထုတ်ပြီးတော့ပေါ်တာဆွဲနေရတာစစ်ဖို့ကတော့တော်တော်ရှိနေတော့မှာကိုယ်သဘောနဲ့ကိုစစ်ထက်ဝင်မဲ့လူသာတယောက်မှမရှိတော့တာဗိုလ်တန်းလျှောက်တဲ့လူကတော့ရှိနေတော့မှာပဲဗျ တော်လိုင်းရေးဘက်မှာကလည်းအဖွဲ့တွေကအလွန်များလို့တော့ဘိုးတွေလည်းမနှဲမနှောရှိပါတယ်ဒီနေ့ကျွန်တော်တို့တိုက်ပြည်မှာတက်သား40ဘိုး60ရှိပါတယ်တော်လိုင်းရေးအဖွဲ့တွေများလိုက်ပုံကလည်းငကားဂလုံးကြားကြက်သစ်ချင်းသစ်မွေပွေးမွေဟောက်လင်းရုံသိမ့်ရဲ့အစုံရှိပါတယ်ဗျတိုင်းရင်းသားတွေဆိုလို့ရှိရင်လည်းတိုင်းရင်းသားတိုင်းမှာတော်လိုင်းရေးအဖွဲ့အ ਨੇ စုံတစ်ဖွဲ့တော့ရှိကြတာကြီးပါပဲတိုင်းရင်းသားတစ်မျိုးထဲမှာတော်လိုင်းရေးအဖွဲ့နှစ်ဖွဲ့သုံးဖွဲ့ဆိုတာတွေလည်းရှိပါသေးတယ်ဒီလိုအခြေအနေမျိုးကမှတူတလူငါတမင်းဖြစ်နေတယ်လို့မဆိုလို့ရှိရင်ဘာလို့ပြောကြမလဲဒီလိုအခြေအနေမျိုးကမှ အမျိုးသားစည်းလုံးညီညွတ်ရေးပြက်ပြားနေတယ်လို့မပြောရင်ဘာလို့ပြောကြမလဲရှင်းဆုံးမှာကျွန်တော်ပြောခဲ့တဲ့ဝါကြကိုပြန်ကောက်ပါမယ်တိုင်းပြည်တစ်ပြည်မှာစည်းလုံးညီညွတ်ရေးပြက်ပြားလာရင်ဟိုလူကရန်လုတ်ချင်ဒီလူကရန်လုတ်ချင်ဖြစ်တတ်ပါတယ်ပြောလိုက်ကြရင်တော့သူများပြည်တွင်းကိုဝင်မပါပါဘူးဆိုတဲ့သူတွေကြီးပါပဲလက်တွေ့မှာတော့ဗမာပြည်ပြည်တွင်းမှာဝင်မပါပဲကင်းကင်းနေတဲ့အင်းကြီးချင်းနိုင်ငံဆိုတာလောက်ဝစ်နိုင်ငံမှာရှိပါတယ်မယုံရင်စဉ်းစားကြည့်ပါမြောက်ပိုင်းညီနောင်သုံးဘော်ကတစ်တုံညာနှစ်ခွန်းစစ်စင်ရေးစတော့လဲတရုတ်ပါပါတယ်မြောက်ပိုင်းညီနောင်ကအနိုင်ရပြီးတော့မျိုးကြီးတွေကိုတိမ့်ထားတော့ပြန်ပေးလိုက်ပါဆိုတဲ့နေရာမှာလဲတရုတ်ပါပါတယ် ရခိုင်ပြည်မှာကြောက်စုနာကိုတော်လိုင်းရေးအဖွဲ့ကတ်လာတော့တရုတ်စစ်သားတွေကဒရုန်းနဲ့တောင်ဝင်တိုက်နေပါတယ်သူများပြည်တော်ရေးကိုတရုတ်ကဝင်မဆွတ်ဖက်ပါဘူးတဲ့ဒါပေမဲ့တရုတ်နိုင်ငံသားရေးဝင်ကြီးဝမ်ယီကိုရိုင်းကသူ့ပြည်ချက်ကြီးနဲ့ထုတ်ပြောထားတဲ့ဖြတ်ကျော်ခွင့်မပြုနိုင်တော့အနီရောင်စီ၃စီးဆိုတာရှိပါတယ်သူများပြည်တော်ရေးကိုဝင်ပြီးတော့မဆွတ်ဖက်ကြီးဆိုလို့ရှိရင်ငါတို့ဘာသာဘဲစီးဖြတ်ဖြတ်ဘနစီးဖြတ်ဖြတ်မင်းတို့လည်းပါဆိုင်လေอืมအမေရိကန်ကဘင်္ဂလားဒေ့ရှ်မြန်မာကယ်ဆယ်ရေးလမ်းကြောင်းစင်ကြံဆိုတာကိုစီစဉ်နေပါတယ်အဲ့ဒီကယ်ဆယ်ရေးစင်ကြံ humanitarian corridor ဆိုတာကြောင့်မြန်မာနိုင်ငံရေးသာမကအောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးတောင်တော်တော်လှုပ်နေပါပြီကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်ကဘင်္ဂလားဒေ့ရှ်ကိုလာပြီးတော့ကယ်ဆယ်ရေးစင်ချံ humanitarian corridor ဖွင့်ဖို့ပြောပါတယ်မတ်လ24 25ရက်တွေမှာအမေရိကန်စစ်တပ်ရဲ့ Pacific ဒေသဆိုင်ရာလက်ထောက်စစ်ဦးစီးချုပ်ဗိုလ်ချုပ် Joel P. Fowell ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပါတယ်အေဗီလာ16ရက်နေ့မှာတော့ American ပြည်ထောင်စုရဲ့အာရှတောင်ပိုင်းနဲ့အလဲပိုင်းအရေးဘယူရို တာဝန်ခံလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနီကိုလ်အန်ချူလစ်နဲ့အမေရိကန်ပြည်ထောင်စုရဲ့အာရှအစီပိုင်းနဲ့ပစိဖိတ်ဒေသဆိုင်ရာတာဝန်ခံလက်ထောက်နိုင်ငံခြားရေးဝန်ကြီးအန်ဒရူးဟာရပ်တို့ဘင်္ဂလားဒေ့ရှ်ကိုလာကြပါတယ်။အဲ့ဒါလို့သူတို့လာတဲ့အချိန်မှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံရဲ့ယာယီတန်အမတ်ဆူဇန်စတီဗင်ဆန်ကလည်းလာတွေ့ပြီးတော့အစည်းအဝေးအထူးထိုင်ကြပါတယ်။အဲ့ဒီသတင်းကိုကျွန်တော်တိတိကျကျတုံးသက်ပြခဲ့ပါတယ်။အခုထိကျွန်တော်တုံးသက်ချက် line ပေါ်မှာရှိနေပါသေးတယ်။ဦးသိမ်းမြတ်ကိုဝိုင်းဆဲနေကြတာကလည်းအကြောင်းမဲ့မဟုတ်ပါဘူး။ဆဲသူတိုင်းမှာ ူအကြောင်းနဲ့သူရှိပါတယ်ကျွန်တော်တို့ဗမာပြည်ကသတင်းသမားတချို့နိုင်ငံရေးသမားတချို့ကသာမဟုတ်ပါဘူးညင်းနေကြပေမဲ့အမေရိကန်ဥစည်းရဲ့ကယ်ဆယ်ရေးစည်းကြံကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးမှာတော်တော်ကိုရှုပ်ထွေးနေပါပြီဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဥဇာမန်ကအမေရိကန်ဗျာဒိတ်တော်နဲ့လုပ်မဲ့မိုဟာမက်ယူနစ်ရဲ့ဘင်္ဂလားဒေ့ရှ်ရခိုင်ကယ်ဆယ်ရေးစည်းကြံဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံတော်လုံခြုံရေးကိုအကြီးကျယ်ထိပါမဲ့အတည်ရရှိတဲ့အတွက်ရှစ်စက်တိုဘာကိုသတိပေးလိုက်ပါတယ်ဗိုလ်ချုပ်ကြီးဝါကာဥဇာမန်ပြောတာကဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်ပြရမယ် ကယ်ဆယ်ရေးစဉ်ကမလုပ်ရဘူးဆိုတဲ့အချက်နှစ်ချက်ဖြစ်ပါတယ်ဂူဂျိုဂျီဝါကာဥဇာမန်နဲ့မိုဟာမက်ယူနစ်တုစ်ရဲ့တကားပိတ်အစည်းအဝေးမှာပြောဆိုခဲ့တာဖြစ်ပြီးတော့တစ်ဖက်စလုံးကအတည်ပြုထားပြီးသားတဲ့မှာဂူဂျိုဂျီဝါကာဥဇာမန်ကအဲ့ဒီစဉ်ကလမ်းကိုသွေးစွန်းမဲ့စဉ်ကဘလက်တီကိုရီဒေါ်လို့ခေါ်တော့သုံးဆွဲပါတယ်စစ်ကောင်းဆောင်တယောက်တည်းကပြောတာမဟုတ်ပါဘူးယာဒူးပြုတ်ထွက်ပြေးရတဲ့ဝင်းကြီးချုပ်ဟောင်းရှိတ်ခါဂျီနာသူ့အရင်ဝင်းကြီးချုပ်ဟောင်းခါလီဒါဇီယာတို့ကလည်းပြင်းပြင်းထန်ထန်ကောက်ွက်ပါတယ်အခုဆိုရင်မိုဟာမက်ယူနစ်စာအချက်ဆက်ရောက်နေပါပြီ အမေရိကန်ကအများပြစ်တဲ့သူဆိုလို့ရှိရင်တကယ့်ပြစ်မှတ်ကမြန်မာပြည်ပါဘင်္ဂလားဒေ့ရှ်ကအမေရိကန်ကိုင်းတဲ့မြားပါမြားဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်ကတောင်မှသွေးစွန်းမဲ့ဇင်းကြံလို့ပြောနေတဲ့အချိန်မှာအပြစ်ခံရမယ့်ကျွန်တော်တို့မြန်မာပြည်ကလူအများပြားဟာအိမ်မောကြာနေကြပါသလားထပါမျက်စိဖွင့်ကြည့်ပါကြည်တော်သူသာမြင်နိုင်ပါလိမ့်မယ်ဖျားတစုပွင့်မှာအိရာကတခါထကြည့်တဲ့ကာလာနဂါးကြီးတို့အိမ်မောကြာနေရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ခါးရိုးပေါ်မှာတရုတ်တွေအမေရိကန်တွေကဖြတ်နင်းသွားတာကိုတောင်မှ မတိလိုက်ပဲနေပါလိုက်မယ်ဘင်္ဂလားဒေ့ရှ်က AAR ခတက်တော်နဲ့ဆက်သွယ်ပြောဆိုနေတာကိုစစ်ကောင်စီကမကြိုက်လို့တရားဝင်ကန့်ကွက်ပါတယ်မေလ17ရက်နေ့မှာစစ်တမ်းမှုဗိုလ်မှူးချုပ် FTF ဟော်စင်ကိုစစ်တမ်းမှုဖြစ်ကနေရုပ်သိမ်းလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်ကသူတို့အနေနဲ့ AAR ခတက်တော်နဲ့ဆက်သွယ်ပြောဆိုနေတာဟာလိုအပ်လို့ဆက်သွယ်နေတာလို့ပြန်ဖြေပါတယ်မဆက်သွယ်ပါဘူးလို့ဂရီမပေးပါဘူးအဲ့ဒါလို့ဂရီပေးမဲ့အစားမှာပန်အမတ်မိုလိုဝါဟော်စင်နဲ့စစ်တမ်းမှုဗိုလ်မှူးချုပ် FTF ဟော်စင်တို့ကိုပြန်ခေါ်ယူခဲ့ပါတယ် အကြောင်းပဲဖြစ်နေတာ ਈ မဟုတ်ပါဘူးဘင်္ဂလားဒေ့ရှ်မြန်မာအမေရိကန်အကြောင်းကိုထပ်ပြီးတော့တိကျပြောပါအောင်မယ်မေလ14ရက်နေ့မှာတမှုပကဖ10ယောက်ကိုအိန္ဒိယနယ်ဂျာဆောင်တပ် Arthur Rifle ကပြစ်ခတ်တပ်ဖြတ်လိုက်ပါတယ်အိန္ဒိယကမြန်မာအရေးမှာလက်ပိုက်ကြည့်နေတယ်လို့မထင်ပါနဲ့မူရစီဝါထုတ်လုပ်ဖြန့်ဖြူးနေတဲ့ UWSA ဝါပြည်သွေးစီညွေရေးတက်မတော်ကိုမြန်မာကမရှင်းနိုင်ရင်ထိုင်းစစ်တပ်ကရှင်းလင်းရမယ်လို့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ကမေလ29ရက်နေ့မှာတစ်ချိန်မေလ30ရက်နေ့မှာတစ်ချိန် နှစ်ကြိမ်တိတိပြောဆိုနေပါတယ်။တက်ဆင်ပါလဲဆိုတာကိုနည်းနည်းစဉ်းစားကြည့်အောင်ပါ။တက်ဆင်ဟာအရင်ကဝန်ကြီးချုပ်ဖြစ်ခဲ့ဘူးလို့လက်ရှိဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝရဲ့အဖေလည်းဖြစ်ပါတယ်။တက်ဆင်ဟာဗမာစစ်ကောင်းဆောင်တွေနဲ့ရင်းနှီးသူဖြစ်ပါတယ်။စစ်ကောင်းဆောင်တွေဘက်ကရက်ခဲသူဖြစ်ပါတယ်။တက်ဆင်ဟာအမေရိကန်နဲ့နှိစက်သူဖြစ်ပါတယ်။ပြောချင်တာက Pro American မှာ Pro China မဟုတ်ပါဘူး။စစ်ကောင်းဆောင်တွေနဲ့နှိစက်ပြီးတော့ Pro American လည်းဖြစ်တဲ့တက်ဆင်ဟာတရုတ်ရဲ့ proxy လို့လူအများယူဆကြတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးတက်မတော်ကိုနေရွက်သွားပြီးတော့ သရေဆွတ်တာဟာပါလိမ့်မယ်ပါလားဝါဟာလက်ရှိတော်လန်ရင်မှာချန်စီယိုကိုခွာထိုင်နေတဲ့သူပါဝါကိုဖိအားသွားပစ်လိုက်ရင်စစ်ကောင်စီဘက်ကိုပိုကက်သွားမလားဒါမှမဟုတ်တခြားဘာဖြစ်နိုင်လဲတော်လန်ရင်ထဲကိုမလွဲမရှောင်းတာဝင်ရောက်လာမှာလားတက်စင်ကနှစ်ခါတောင်ပြောနေတာဟာအကြောင်းမဲ့မဟုတ်ပါဘူးဒါလေးကိုကြည့်လိုက်လို့ရှိရင်မြမအခက်ငါတို့အချက်လုတ်ချင်နေတဲ့တိုင်းပြည်တွေမနေဘူးဆိုတာတွေ့ရမှာပါတရုတ်အမေရိကန်ဘင်္ဂလားဒေ့ရှ်အိန္ဒိယထိုင်းတို့ဟာမြမအရေးမှာပါဝင်ဆွတ်ဖက်နေပါတယ်အဲ့ဒီထဲမှာအဓိကအကြံဆုံးကတရုတ်နဲ့အမေရိကန်ဆိုတာကိုလည်းသတိပေးချင်ပါတယ် စောစောပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့ပဲတိုင်းပြည်မညီညွတ်တဲ့အခါမှာဝင်ပြီးတော့အမျက်ထုတ်ခြင်းတဲ့တွေကများပါတယ်ကျွန်တော်တို့နိုင်ငံမှာအင်္ဂလိပ်နဲ့ပြင်သစ်အပြိုင်နှဲချက်ခဲ့ကြလို့လဲလွတ်လပ်ရေးဆိုရှင်ခဲ့ရဘူးပါပြီဂျပန်ကမြန်မာပြည်တောင်ပြားကဝင်ပြီးတော့မြောက်ဖျားထိစစ်ဖက်နဲ့နှင်းချေသွားတယ်လို့အင်္ဂလိပ်ကမြန်မာပြည်မြောက်ဖျားကနေပြီးတော့တောင်ပြားထိစစ်ဖက်နဲ့အပြန်အလှန်နှင်းချေသွားခဲ့လို့တိုင်းပြည်စစ်စစ်ညံ့ညံ့ကြေခဲ့ဘူးပါပြီတမိုင်းတင်ကားစားတွေပါဒီတော့တိုင်းပြည်ညီညွတ်ဖို့ National Integrity ရှိဖို့တိတ်ရေးကြည့်နေပါတယ်ဒီနေရာမှာညီညွတ်ရေးလို့ပြောပြန်တော့ ညီညွတ်ရေးဆိုတာကိုတယောက်တမျိုးအထိပ္ပယ်ဖွင့်ကြပြန်ပါတယ်စစ်ကောင်စီကဘာပြောတယ်လဲဆိုတော့မင်းတို့ကငါတို့ကိုတော်လန်နေလို့ညီညွတ်ရေးပြပြနေတာငါတို့ပြစ်ခတ်တပြက်တမျိုးကိုမင်းတို့ကအငြိမ်းခံကြပါငါတို့လုပ်တမျိုးကိုမင်းတို့ကလက်ခံကြပါငါတို့အဲ့ဒါလိုနီးနဲ့ညီညွတ်ကြအောင်ပါလို့သူတို့ကပြောနေပါတယ်အဲ့ဒီညီညွတ်ရေးဆိုတဲ့စစ်ကောင်စီပေးတဲ့စေကားကြီးမျိုးကသာညှို့မယ်ဆိုလို့ရှိရင်တော့တနိုင်ငံလုံးကပြည်သူတွေအားလုံး1ဒေါ်လာကြပါလိမ့်မယ်ဓာမိုးထားတဲ့ငြိမ်းချမ်းရေးကျုံးနဲ့တုတ်ထားတဲ့ညီညွတ်ရေးဆိုတာမျိုးကကိုယ့်ကိုယ်ကိုတတ်သိခိုင်းတာလည်းဘာမှမထူပါဘူး အခုလုံနေတဲ့တကယ်တမ်းလိုအပ်နေတဲ့ညီညွတ်ရေးကစစ်ကောင်စီကိုစန့်ကျင်တဲ့တော်လှန်ရေးအဖွဲ့တွေအားလုံးအလံတခုရဲအောင်မှာတပ်ပေါင်းစုဖွဲ့ပြီးတော့ညီညွတ်ကြဖို့လုံနေတာပါ။အန်ယူဂျီကညီညွတ်ရေးလှုပ်ချင်တယ်လို့တော့ပြောပါရဲ့။ညီညွတ်ရေးလိုအပ်တယ်ဆိုတာကိုလည်းသူတို့သဘောတူပါရဲ့။ဒါပေမဲ့သူ့လက်အောက်မှာမဝင်တဲ့သူတွေကိုရန်သူလို့သဘောထားတယ်။ကြီးထွားမလာအောင်လည်းအစွမ်းကုန်ပိတ်ဆို့ပါရဲ့။ PLA တွေကိုဆိုလို့ရှိရင် community တွေမလို့မညီညွတ်နိုင်ဘူးဆိုတာမျိုးတွေကိုပြောပါရဲ့။တခြားလူတွေနဲ့မပေါင်းမဲသူတို့ဘာသာတိုက်ပြီးတော့အာနာသိမ့်နိုင်လိမ့်မယ်လို့လည်းသူတို့ကထင်နေကြပါရဲ့။အဲဒါကြောင့် နည်းနည်းတော့မန်တက်နေပါတယ်။ထင်သလောက်တိတ်မလွယ်ဘူးဆိုတာကိုသတိပေးချင်ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကကြာတော့လေကိုယ့်နယ်မြေအတွက်ကိုတိုက်ကြမင်းတို့ဗမာတွေအတွက်ငါတို့တိုက်မပေးနိုင်ဘူး။ကိုတိုက်လို့ရတာကိုယူလို့ဆိုကြပြန်တယ်။ဒီပြည်တွင်းစစ်မှာများများတိုက်နေတဲ့သူကများများယူမယ်လို့လည်းပြောပြန်ပါတယ်။အဲ့ဒီအတွေးခေါ်လေးတွေကိုစစ်ကောင်စီကချစ်နေတာပါဗျာ။အဲ့လိုမျိုးအတွေးခေါ်လေးတွေကိုပဲစစ်ကောင်စီကအားပေးနေကျေနပ်နေတာပါ။ မမပြည်ကွန်မြူနတီပါတီအောက်ကနေပြီးတော့ဝကိုကမိုင်လာကချင်းတွေခွဲထွက်သွားအောင်အဲ့ဒီအတွေးခေါ်မျိုးလေးတွေကိုစစ်ကောင်စီကအားပေးခဲ့တာပါ KNU နဲ့ DKB ကိုကွဲအောင်အဲ့ဒီအတွေးခေါ်မျိုးလေးတွေကိုပဲစစ်ကောင်စီကအားပေးခဲ့တာပါပဲတော်လိုင်းရေးသမားတွေမပေါင်းနိုင်တဲ့မြတ်စစ်ကောင်စီကအားရကျင်းနေပါတယ်ပေါင်းမယ်ဆိုရင်တော့နှစ်ဖွဲ့သုံးဖွဲ့ပေါင်းလို့ရှိရင်တော့မှစစ်ကောင်စီကတေလူအောင်ကြောက်ပါတယ်မြောက်ပိုင်းညီနောင်သုံးဖွဲ့ဆိုတာများများမဟုတ်ပါဘူးသုံးဖွဲ့တွေပဲပေါင်းခဲ့တဲ့တပ်ပေါင်းစုအသေးစားလေးတစ်ခုပါအဲ့ဒီတပ်ပေါင်းစုအသေးစားလေးကဝိုင်းတမလိုက်တာတောင်မှစစ်ကောင်စီဘဝပြတ်တော့မလို့နည်းနည်းပဲလိုရတော့တယ် ဒီနေ့ခေတ်ကျွန်တော်တို့တိုက်ပြရဲ့နိုင်ငံရေးအခြေအနေဟာအထိမကန်ကြွေပကံဖြစ်နေပါပြီတောက်တစ်ချက်ပြင်းပြခေါက်လို့ရှိရင်တောင်မှလန့်ကွယ်မှာကြောက်နေရပါတယ်အန္တရာယ်တိတ်ကြည့်နေပါတယ်အဲ့ဒါလို့အန္တရာယ်တိတ်ကြည့်နေတဲ့အခြေအနေမှာဘယ်သူနဲ့မှမပေါင်းဘူးငါ့ဘာသာတိုက်မယ်ဆိုပြီးတော့မန်တက်နေတာဟာကိုယ်သေးရင်းကိုတူးရပါပဲဘလောက်အန္တရာယ်ကြီးတယ်လဲလို့မေးလို့ရှိရင်စစ်ကောင်စီရောတော်လိုင်းရေးအဖွဲ့တွေရောပြည်သူပြည်သားတွေပါအားလုံးစစ်စစ်ညံ့ညံ့ကြေတွားနိုင်လောက်တဲ့အထိအန္တရာယ်ကြီးပါတယ်မဖြစ်နိုင်လောက်ဘူးလို့တော့မထင်ပါနဲ့ယူကိုစလာဗီးယားကိုကြည့်ပါ ဒီအခြေအနေထိအောင်ဗမာပြည်ကိုဒီလောက်ထိအကျက်ဆိုင်သွားအောင်တွန့်ပေါ်တဲ့အဓိကတရားခံကစစ်ကောင်စီပါပဲစစ်ကောင်စီကိုအချိန်အတိုဆုံးနဲ့မြန်မြန်ချိန်မုံနိုင်မှသာအန်ဒီရဲ့အကြီးကြီးဆက်ဖြစ်လာမှာကိုကြော်လွှားနိုင်ပါလိမ့်မယ်စစ်ကောင်စီရှုပ်နေတဲ့မြအညီညွတ်ရေးမရနိုင်ပါဘူးစစ်ကောင်စီမှာပါတဲ့ညီညွတ်ရေးဆိုတာမျိုးကိုမမျှော်လင့်ပါနဲ့မရနိုင်ပါဘူးနှစ်60ကျော်မြမနိုင်ငံရေးမှာအဓိကစူးဝင်နေတဲ့စူးကြီးဟာဆက်ရနာရှင်စနစ်ပါအဲ့ဒီစူးကြီးကိုမနှုတ်နိုင်တဲ့မြမှာဘာမှလုပ်လို့မရပါဘူးပြည်သူမျက်နှာကိုကြည့်ကြပါကိုယ့်အကြောင်းကိုသိကြပါ ဖြစ်လာနိုင်တဲ့အန်တရဲ့အတိုင်းအဆကိုလည်းသိကြပါလို့သတိပေးချင်ပါတယ်အကြံပေးချင်ပါတယ်ခါအလုံးမဲ့ဒီဗီဒီယိုလေးမှတွေ့ကြရတော့ဆရာကိုသိမ်းမြက်ကနေပြီးတော့ထောက်ပြပြောဆိုသွားတဲ့အရာလေးဖြစ်ပြီးတော့ကျွန်တော်ရဲ့ညနေပိုင်းသတင်းတင်ဆက်မှုတွေကိုဒီနေရာမှာရေးဆိုင်လိုက်ပြီးတော့ညပိုင်းသတင်းည၈နာရီကိုသတင်းတွေကိုတော့ညဗီဒီယိုလေးမှပြန်လည်ဆုံးပြကြပါမယ်ဟောလိုင်းမျိုးတွေအလုံးမဲ့လိုင်းရန် subscribe လုပ်တင်လိုင်းရန် subscribe လုပ်ပြီးဘေးရဲ့ခရုံးတွေထားခြင်းဖြင့်တက်လာသမျှဗီဒီယိုနဲ့သတင်းတွေအားလုံးကိုရှိရရဖြစ်ပါတယ်